လာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဘုန်းကြီးတို့တော်ကောင်းများအတွေ့ကိုကိုကိုဆုံးမခြင်း အပိုင်း1ဆိုတဲ့ဓမ္မလက်ဆောင်တရားစကားကိုဘုန်းကြီးတို့မိနစ်30ခန့်ဓမ္မပရိသတ်များဘဝထဲမှာဓမ္မတွဲနိုင်စေဖို့ဘဝအရှိကိုဓမ္မအသိနဲ့ညှိနိုင်စေဖို့ပြန်လည်မျှဝေ ဟောကြားပေးမှာဖြစ်ပါတယ်ကိုကိုကိုဆုံးမခြင်းဆိုတဲ့စကားစုများသည် ဘုရင်ကိုယ်တိုင်မိမိကိုယ်ကိုမိမိပြန်ပြီးတော့ဆုံးမတဲ့စာစုလေးတွေကို ပြန်လဲပြီးတော့စာအုပ်အဖြစ်ဖန်တီးရင်ကိုယ့်ကိုယ်ကိုဆုံးမခြင်းဆိုတဲ့စာအုပ်လေးဖြစ်လာခြင်းဖြစ်ပါတယ်။ဒီဒီနေ့ဟောမဲ့တရားတော်များကလည်းပဲဒီကိုယ့်ကိုယ်ကို ဆုံးမခြင်းစာအုပ်မှာပါတဲ့စာစုလေးတွေကိုပဲဘုရင်တို့ကစာစုတစ်ပိုက်ချင်းတစ်ပိုက်ချင်းအလိုက်ကိုပထမဆုံးဖတ်ပြပြီးတော့အဲ့ဒီစာစုလေးတွေကိုပဲမိနစ်30စာလောက်တရားနာပရိသတ်များ ဘဝအရှိကိုဓမ္မအသိနဲ့ညှိနှိုင်းစေဖို့အနည်းငယ်ချဲ့ထွင်ပြီးဟောကြားပေးလိုတာဖြစ်ပါတယ်။ဒီနေ့ဘုန်းကြီးကကိုယ့်ကိုဆုံးမခြင်းအပိုင်း၁ကိုဘုန်းတော်ပရိသတ်များအားအသည့်တစ်ခုအမျှပြုခြင်းပါတယ်။အဲဒီကိုယ့်ကိုဆုံးမခြင်းအပိုင်း၁မှာဘုန်းကြီးကဗာလိရေးထားလဲဆိုတော့စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်။စိတ်ကြီးပြီးတော့တတိကသေးရင် စိတ်လိုက်မှန်ပါ လုံမိတတ်တယ်တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲ တတိပိုင်းရင်စိတ်ကိုနိုင်မယ်တတိပိုင်းရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနည်းဆောင်ရမယ်ဒါအဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးအဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက် တက်နေဆိုစိတ်လိုက်မှမပါလို့တိုင်ဒါမျိုးလေးတွေဖြစ်တတ်တာအဲ့တော့စိတ်ဆိုးတာစိတ်တူတာစိတ်လုံးမကြဖြစ်တာစိတ်ကြီးတာအားလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒေါသအထဏာသာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးမသိတော့ဒါကြောင့်ဒေါသတမအကန်းနဲ့တူအကန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲ ဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာ။တော့ဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်။ဖြစ်ရင် ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာ။ဒါပေမဲ့ဒေါသကိုဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲဇက်တိုက်ဇက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက်ကျွလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ ညဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာလူဟာစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညိုတေးကြီးတယ်တခါတခါဘာပဲလုပ်လို့ကိုယ်ကိုယ်တိုင်လုံးဝမှစိတ်တိုင်းကြတယ်ဆိုရတဲ့မျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုကိုစိတ်တိုင်းကြမဖြစ်ရင်ကိုဘသာကိုပဲစိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့ ဲ့တော့ဘေးရလည်းပဲဘယ်သူမှမပြောနိုင် ကိုယ်စိတ်ကိုလည်းကိုကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေစတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့ဆိုးချိုးတွေကြီးပဲစတိုက်ဖြစ်ကုန်တော့တာ။နောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာပဲ။ကိုယ်စိတ်မဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားက မဟုတ်တဲ့အလုပ်တွေမှာဇက်တိုက်ဇက်တိုက်ကျွလွန်တာတွေဖြစ်စေတော့တာလူတွေမှာ စိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လိုက်မှမမလုတ်ဖြစ်တော့တတ္တဝါတွေအမှားလုတ်တယ်မဟုတ်တာတွေလုတ်တယ်ဆိုတာမသိလို့လုတ်တာသိသွားရင်မလုတ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိသွားအောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာမြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ် နားထောင်ကောင်းရင်တက်တက်နာယုံတက်တက်မှုဘုန်းတော်ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေအားလည်းပဲဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင် အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲစိတ်ကြီးပြီးတော့အဲတတိမကြီးဘူးတတိမရှိဘူးဆိုရင်စိတ်လိုက်မှန်ပါတယ်အကုန်လုံးလျှောက်ပြီးတော့လှုပ်ဖြစ်တယ် တခါတခါကျတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လက်မှန်ပါလုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တို့ဖြစ်ရတာလဲဆိုတော့သူကတခြားတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘသူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာကိုယ်ဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျသူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာ ိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင် အပူဆိုတာမရအဲ့တော့ကိုအပူကိုအတိလေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာအပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသလျောက်တိတ်ပြီးတော့လှုပ်တက်တဲ့ပုံနာကြီးတဦးရှိတယ်ဝိနုစာပေမှာတော့ဘာရဒွါစခေါ်ဘာရဒွါစပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွါစလို့ခေါ်တယ် မလောက်တိဆဲလဲဆိုတနေ့မြတ်စွာဘုရားရှင်ကိုသူလာဆဲတာဘုရားရှင်ကိုအမျိုးမျိုးလာဆဲတာဆိုတော့ဘုန်းနာကြီးကစိတ်လိုက်မှန်ပါဒေါသအနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တာဆိုတော့ဒေါသအနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသကဒေါသနဲ့ပြန်တုံ့ပြန်ရင် तू ကမီးကိုမီးနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့ तू လဲလောင်ကိုလဲလောင်ဖြစ်တယ် ေါသနဲ့လာစေတဲ့ပုံနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်နဲ့မေတ္တာလေးနဲ့ပြန်တုံ့ပြန်ပုံနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကြီးမေတ္တာပို့တဲ့သဘောမျိုးမှုပဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်တဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကိုဘုရားကမေတ္တာပို့ဘုဘကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင် ူတော်သားအလျောက်သူ့ဟာသူလောင်းပြီးတော့ဖះကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ပြိသက်ရင်ဆဲတယ်ဆိုတာကလေသူဆဲကိုဆဲဆဲမှအားရှိတာသူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူဆဲကိုဆဲဆဲမှအားရှိတာတယောက်တည်းဆိုရင်အားမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရသူတယောက်တည်းဆဲတော့ကြာတော့မောလာတာ ောလာတော့မှခဏနားတဲ့အချိန်ဘုရားကမေးတယ်ပုဏ္ဏကြီးသင်ဆဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ဂေါတမဘာပြောမလို့တဲ့ထွေတူးတော့ပြောစံမြေပုဏ္ဏကြီးတဲ့တင့်ကိုဥပမာတစ်ခုပေးမယ်တဲ့တဲ့အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေတွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားဝယ်တောက်ဖွဲ့တွေနဲ့တဲခင်းအခန်းသူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ထုတ်ပြီးတော့တဲ့အမျိုးတွေကိုတင်ပေးလိုက်တယ်လို့ဆိုပါစို့ သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုအစ်အမျိုးတွေကယူမသွားဘူးဆိုရင်အဲ့ဒါတွေဘမကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးကအာသူတို့ယူမသွားဘူးဆိုရင်တပိတော့ရှိမှာပဲကြံမှာပေါ့တပိတော့အိမ်မှာပဲကြံမှာပေါ့ဘုရားလိုပဲပုံနာကြီးရတဲ့ခုနသင်ဆဲတာတွေငါလက်မခံဘူးဆိုရင်အဲ့ဒါတွေဘုရုမကြံမလဲဆိုတော့ပုံနာကြီးတို့ဟာဟုတ်တာပဲငါမှပဲကြံပါဗောငါပဲခံစားနေငါပဲပူနေတာပါသောပေါက်ပါ အဲ့ဒါပြိသက်ရေမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံပြန်လိုက်တာဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီကုဏပုံနာကြီးလိုပဲကျန်တဲ့လူကတော့ပူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲအဲ့ဒါကိုတတိမရှိဘဲနဲ့ဟိုဘက်ကစန့်ကျင်ဘက်ကလူကသူဒေါသဖြစ်လို့ကိုဘလိုက်ဖြစ်ရင်သူကကိုဘပူသွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့် တစ်ဖက်ကကိုယ့်ကိုဒေါသနဲ့လာရင်လည်းပဲကိုကတတိလေးကပ်ပြီးတော့ပြန်ထင်းရထို့အတူပဲကိုယ်မှာဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုယ့်ဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မိအောင်ထိန်းသိမ်းရဘုရားတို့စာပေမှာကိလေသာအဆင့်ကြီးအ level 3ဆင့်လောက်ရှိတယ်လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေရာတဲ့အဆင့်တန်းအပြင်3ဆင့်လောက်ရှိတယ်စာလိုပြောရင်နံပါတ်1ကိလေသာအနုတ္တယကိလေသာခေါ်တယ် ိုးတန်တရာအစင်ဆက်ထက်ကင်းပြီးတော့နေတဲ့ကိလေသာတွေဒေါဘတွေဒေါသတွေမောဟတွေဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေကိုကြီးမှာအဆိုင်ခဲอยู่ဖြစ်နေအဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရာတွေကပါလာတဲ့ကိလေသာလေးတွေကတဲ့ရဟန္တာဖြစ်မှသူပဲတာအရတမဉ္ဉဏ်နဲ့ပဲပဲတယ်အဲ့ဒါနုတ္တယကိလေသာရှိနံပါတ်1ကိလေသာကြောင့်ပရိယုဋ္ဌာနာကိလေသာဒုတိယ level ကြဒုတိယအဆင့် ပရိယုဌာနာကိလေသာကြတော့အာယုံနဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုံတွေ့လို့လောဘထွက်သွားတယ်လောဘဖြစ်သွားတယ်ဒေါသထွက်เสียအာယုံတွေ့လို့ဒေါသထွက်သွားဒေါသဖြစ်သွားတယ်မောဟမာနဖြစ်เสียအာယုံနဲ့ဂျုံလို့မောဟမာနတွေဖြစ်သွားတယ်အဲ့ဒါကပရိယုဌာနာကိလေသာခေါ်တယ်ဒုတိယလဲပဲတတိယကိလေသာအဆင့်ကြတော့သူကလွန်ကျူးတဲ့အဆင့်တွေရောက်သွား လောဘကို လောဘဖြစ်ုံနဲ့မဟုတ်ဘူးလောဘအလျောက်သူလွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်ဒေါသထွက်เสียအာုံတွေးလို့ဒေါသထွက်သွားတယ်ဒေါသထွက်ုံနဲ့မဟုတ်ဘူးတွေ့ရနဲ့ကောက်ပေါက်လိုက်တယ်ဆဲလဲမှန်ပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတိတ်ကမအစင်ကိုရောက်သွားဘုန်းကြီးတို့ပုရုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုရုဇဉ်ဘုန်းကြီးတို့လည်းပုရုဇဉ်ဆိုပုရုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပါ ဲ့ခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တိကိလေသာယဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်အောင်မဟုတ်ဘူးပုထုဇဉ်နေမှန်းတယ်မှာပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်စရာအအောင်နဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင့်ထဲပေါ်တဲ့အစင်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဒါအတော်မြတ်သွားတဲ့ကလျာဏပုထုဇဉ်အစင်ရောက်သွားဒေါသတွေ့စရာအယုံတွေ့လို့ဒေါသထွက်သွားတယ် ဒေါသအလျောက်သူကကျุလုံးနဲ့အစင်းကြီးရောက်မသွားအောင် ထိမ့်လိုက်နိုင်ပြီဆိုရင်အော်ထောင်းနဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပြီမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့အာကိုဒေါသကိုဆဲတဲ့အစင်းကြီးရောက်မသွားအောင် လက်တွေလွန်ကျူးတဲ့အစင်းကြီးရောက်မသွားအောင်ပတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုရင်ဝီတိတ်ကမအစင်းကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကိုအစင်ပြေသွားတယ်တော်တော်လေးကိုဟို အကျိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားတယ်ကလျာဏပုထုဇဉ်အစင်ကိုရောက်သွား ကျွန်တော်ဒေါသကိုချက်ချင်းအကောင့်ထဲမှာပေါ်ရဘူးတဲ့။ဘိုးကြီးတို့ဗာဘူးတဲ့စာအုပ်လေးကပိုတော်ဂျူစီယာကောင်းတယ်။ American Samurai Ibrahim Lincoln Ibrahim Lincoln ရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်။သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျောက်ဒေါသလည်းလျောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်ဘူး။သူဒေါသဖြစ်တဲ့အခါစိတ်ဆိုးတဲ့အခါလေးကိုစာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာ။ ချက်ချင်းရေသူပြောချင်တဲ့အကုံကြီး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 ရေးပြီးတော့မှအဲ့အလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရေးတဲ့ထက်ပြီးတော့မှစာရေးလေးပုံမှစာလေးရေးထားတယ်မနက်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့အလေးစပွဲပေါ်တင်ထားတယ်အီဘရန်လင်ကွန်နောက်နေ့မနက်ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမပေးဖြစ်တော့ပဲနဲ့အဲ့ဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရေးရသွားတယ်အိဗရာဟင်လင်ကွန်ရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့ မဖော်ဘဲနဲ့ဖြည့်ရှင်းတဲ့နီးလေးကဒါအတော်အတူယူစရာကောင်းတယ်လူကစိတ်လက်မှန်မှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင်တဲဖော်လိုက်ရင်ပြောလိုက်ပြီးစင်အမားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုဆာရွက်လေးအလွတ်မှာကောက်ပြီးတော့ရေးချေးပြီးတော့ပြန်ဖတ်ဒီနေ့ကောင်တယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အီဘရာဟင်လင်ကစိတ်လက်မှန်မှရေးထားတဲ့စာရအမားတွေပဲဖြစ်နေတယ်သိတော့မပေးပြတော့ဘယ်နဲ့စာရတဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားတယ် အဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဋ္ဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျွတ်တဲ့အစင်တွေရောက်မသွားဘူးဆိုရင်တတော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့သတော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။ရအောင်ဘုန်းကြီးကိုယ့်ကိုဆုံးမခြင်းအစာပိုက်လေးရအဲ့ဒါပါပဲ။စိတ်ကြီးတဲ့သူဟာဒေါသကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာ လူတိုင်းလူတိုင်းပုထုဇဉ်သဘောကစိတ်လိုက်မှမှစိတ်ဒေါသဆိုတာရှိတတ်တာပဲစိတ်ပြစ်သူရှိတတ်တာပဲတိုးတော်လည်းပဲအဲ့ဓာတွေကိုတတိလေးကကတ်ပြီးတော့ထိန်းနိုင်မှတန်ဖိုးရှိတယ်တခါကဒေါသကိုဘာဖြစ်လို့ဒေါသတွေကဇက်တိုက်စိတ်လိုက်မှမှထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဇက်တိုက်ဓာတွေကို အမားတွေဆက်လုံမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကို မသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာ မသိတော့အဲ့ဒီဒေါသလျောက်ရှော့ပြီးတော့မသိစိတ်နဲ့ဇက်တိုက်ဇက်တိုက်သူကကျุလုံမှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုတိတယ်ဆိုရင်တိဝယ်ဆိုတာတတိရှိမှတိတာတတိမရှိရင်မတိဘူးအဲ့ဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးပြီအဲ့တော့ဘုဒ္ဓဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုဖြစ်နေတဲ့ခံစားချက် emotion emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာအာဆေးလို့ရှာတာလည်းဖြစ်တာဇက်ဇက်တုံလာတာဆိုဘုန်းကြီးတို့စာပေမှာ IQ နဲ့ EQ ဆိုအင်္ဂလိပ်စာပေမှာရှိတယ် intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမှတ်ဉာဏ်စွမ်းအားတွေဘလောက်ပဲမြင့်မြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအထက်ကိုမရောက်ခံစားချက်အလျောက်အကောင့်ထဲပေါ်တဲ့လူဟာစိတ်လိုက်မှန်ပါလုပ်တဲ့လူဟာဘယ်တော့မှအောင်မြင်မှုကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့်မြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအဆင့်တန်းကိုရတာဆိုတော့ ိုမှဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြည့်လိုက်တာတတိကအချုပ်ပဲတတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာ လုံးမိတာဒါပဲရှိဒါကြောင့်မြတ်စွာဘုရားကအိုးဘုရားဖြစ်တော်မူတဲ့အစပြီးတော့ပြိဋိဘံဇံတော်မူတဲ့အထိပဲ။ ဒီစကားလုံးကိုအမြဲတမ်းပြောတယ်အပမဒေနသံပါဒေထအပမဒေနမမေ့မလျော်မပေါ်မဆတဲ့တတိတရားနဲ့သံပါဒေထကိုစီကိုငါပြည့်စုံနေရမယ်ဘုရားကဘာပဲဖြစ်ဖြစ်သိနေပါတိခိုင်းနာ realize လုပ်ခိုင်းနာလူတွေမှာသိတာနဲ့ခံစားတာကိုမတူအယုံတစ်ခုကို အရှိအတိုင်းသိနေမခံစားဘူးမသိလို့ခံစားတာဒေါသဖြစ်လာတယ်ဒေါသဖြစ်တဲ့သဘောကိုသိနေရင် तू ကခံစားချက်မပါတဲ့အဲ့သူ့အရှိအတိုင်းလေးပဲသိပြီးတော့အဲ့ဒေါသစိတ်ကလေးကညော့သွားဒေါသဖြစ်တာကိုမသိတော့စိတ်ထဲဖြစ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားတဲ့အခါကျတော့အာဟုသူတွေဖြစ်တယ်မဟုတ်တာတွေလုံးမိတယ်ဆိုတော့အဲ့ဒီစိတ်ကလေးကိုသိရအောင်ဆိုရင်တတိလေးကကတ်ထားရတယ် တတိကတ်သွားတာနဲ့အဲ့ဒီဖြစ်နေတဲ့ခံစားချက်ဒေါသကယော့ကိုယော့သွားတော့မြတ်စွာဘုရားကဘာပဲဖြစ်ဖြစ်တိပါဆိုတာတိတာနဲ့ခံစားနေခိုင်းတာလည်းမတူဘူးတိတာက သူ့အရှိတိုင်းလေးတိတခါတခါဘုန်းကြီးတို့တရားအားထုတ်ရတဲ့အခါမှာလည်းပဲတိချင်းမတိချင်းဘာကွာလဲဆိုတော့တရားအားထုတ်တဲ့အခါမှာကိုယ်ကလည်းကိုယ်တတိမကတ်တဲ့အခါကျတော့တရားထိုင်နေတဲ့လူမှအတွေးတွေဝင်နေတာ အတွေးတွေဝင်နေတာကိုအတွေးကိုမသိတဲ့အခါကျတဏှာရီတရားထိုင်နေအဲ့အတွေးတွေကလိုက်ပြီးတော့လျှောက်ပြီးတွေးနေတာအဲ့အတွေးတွေနဲ့တဏှာရီတရားထိုင်နေတခါကျရင်နိုင်ဝက်ကြော်ထိအတွေးကိုမသိဘူး55မိနစ်အတွေးကိုမသိဘူးမိနစ်50လောက်တည်းမတွေ့ဘူးတတိလေးပြန်ဝင်လာတာဟာငါတွေးနေပါလားလို့သိလိုက်တဲ့အခါမှာတွေးတဲ့စိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်လာဟောတတိကပြန်ဝင်သွားတဲ့အခါကျတော့အတွေးစိတ်ကပျောက်သွားတယ် ဟဲ့ဘုရားကအေးဘာပဲဖြစ်ဖြစ်သိပါစေဆိုတာဘလို emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒါလေးကိုသိလိုက်လို့ရှင်ဒေါသစိတ်ကိုသိရင်ဒေါသကရှေ့မထွက်တော့လောဘဖြစ်တာကိုသိရင် လောဘကရှေ့ကိုဆက်မသွားတော့မောဟမာနဖြစ်တာကိုသိရင်မောဟမာနတွေရှေ့ကိုမဆက်တော့မသိလို့ကိုအဲ့လောဘအလျောက်ဖြစ်တာဒေါသအလျောက်ဖြစ်တာမောဟမာနအကြောင်းဖြစ်သွားတာဆိုတော့ဒါဆိုဘုရားရှင်ရဲ့သဘောကတော့ လို့တော့အရာတော့ emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒီခံစားချက်ကိုသိအောင်ကြိုးစားပါသိရင်ခံစားချက်ကစိတ်ကိုဆက်မသွားတော့ခံစားချက်ကယော့သွားစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်တတိသေးရင်စိတ်လိုက်မှန်ပါလုံးတက်တယ်ဆိုတော့ခွေးကြီးတို့ကအဲ့ဒီကိုယ့်ကိုဆုံးမခြင်းအပိုင်းမှာအဲ့ဒါလေးကိုအထူးပြုပြောထားတတိဟာစိတ်အားလုံးရဲ့အချုပ်ပဲဆိုတော့တတိမပါရင် ဘလို့စိတ်ပဲဖြစ်ဖြစ်အမျိုးမျိုးပေါ်လာတာတတိရှိနေရင်အဲ့ဒီပေါ်လာသမျှစိတ်တွေကိုတတိက control လုပ်ပေးတဲ့အတွက်ကြောင့်ကိုယ့်အပေါ်မှာရှိနေတဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုတတိလေးကနိုင်သွားတဲ့အခါကျတော့စိတ်ကြောင့်ဖြစ်ပေါ်လာမယ့်အမှားတွေကိုမရှိတော့ဘူးတတိပိုင်ရင် စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်ဟောဒီစကားလေးကသိပြီးတော့တန်ဖိုးရှိတယ်တတိပိုင်ရင်စိတ်ကိုနိုင်မယ် တတိပိုင်းစိတ်ကမှမယ်ကိုကဒီတတိလေးကိုပိုင်ထားရင်ကိုစိတ်ကလေးကိုကိုကနိုင်သွားတယ်တတိမြန်ရော့သွားတာနဲ့အဲစိတ်ကမှားတော့တာအမှားတွေလုံမိတာဒါကြောင့်စိတ်ကြီးဖို့ထဲတတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထဲတတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဆိုတာမြတ်စွာဘုရားရှင်ကတတိကိုအထူးပြုပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့ကဒီကိုယ့်ကိုဆုံးမခြင်းဆိုတဲ့အပိုင်းတင်မှာဗာလေးကို အထူးပြုပြောခြင်းနဲ့ဆိုတော့စိတ်ကြီးတဲ့သူရဲ့တတိနဲ့ဒါလေးကိုအထူးပြုပြောခြင်းတာဒေါသအလျောက်လုံးမိတာတွေဖြစ်တတ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုဘာဖြစ်တယ်ဆိုတာသိခြင်းရင် ကိုယ့်ကိုယ်ကိုတတိလေးအမြဲကတ်ထားရမယ်တတိမပါတဲ့စိတ်ဟာ အမားကိုဇက်တိုက်ကျူးလွန်မိတတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်အလိုတော်ရ mindfulness တတိရှိခြင်းဟာကိလေသာအာယုန်တွေကို ပဲခွာစေနိုင်တဲ့အတွက်ကြောင့်တတိရှိတဲ့သူနဲ့တတိမရှိတဲ့သူတိတ်ပြီးတော့ကွာခြားတယ်။ဘုရားကဘလောက်တိပြောလဲဆိုရင် အပမာတော့အမတန်ပဒံပမာတော့မစ္ဆုနောပဒံလို့မိန့်တယ်။အပမာတော့တတိမရှိတဲ့သူမိနေတဲ့သူဟာတဲ့ပမာတော့မစ္ဆုနောပဒံတည်နေတဲ့အတူတူပဲတူတူပဲတဲ့တတိမရှိတဲ့သူဟာတည်နေတဲ့သူနဲ့အတူတူပဲတဲ့ပမာတော့မစ္ဆုနောပဒံ မမေ့တဲ့သူကတော့နိဗ္ဗာန်ကိုသွားနေတာ ਨੇ အတူတူပဲဆိုတော့တို့တွေကမေ့နေတဲ့သူလားမမေ့တဲ့သူလားမေ့နေရင် အသက်ရှင်နေပြီမဲ့တည်တာ ਨੇ အတူတူပဲမမေ့တဲ့သူကတော့အသက်ရှင်နေပြီမဲ့တည်ခြင်းကင်းရနိဗ္ဗာန်ကိုသွားနေတာ ਨੇ အတူတူပဲဆိုတော့အဓိကဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတိကိုအထူးပြုပြီးတော့အမြဲတမ်းလက်ကင်ထားစီခြင်းတာပဲတတိပဌာနာတုတ်ရဲ့အချုပ်လုံးကလည်းတတိကိုအထူးပြုခိုင်းတာပဲအဲ့ဒီတတိပဌာနာတုတ်မှာလာတာက စကလုံးလေးတစ်လုံးနဲ့ပဲယထာဘူတံပဇာနာတိယထာဘူတံအရှိကို အရှိအတိုင်းပဇာနာတိသိရမယ်တဲ့ကိုယ်စိတ်မှာဘာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သည်မပေါ်သည်မအရာတွေကိုဖြစ်စဲဖြစ်ကဲ့ပေါ်စဲပေါ်ကဲ့မှာသူ့ရဲ့အရှိအတိုင်းလေးပဲလိုက်ပြီးတော့သိရတယ်တဲ့အဲ့ဒါကိုတတိပဋ္ဌံဝိပဿနာဆိုတာအဲ့ဒါပဲပြည့်တဲ့ စိတ်နဲ့ရုပ်မှာပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကြပေါ်စေပေါ်ကြမှာသိရင်ဒါတရားပဲဆိုတော့ကိုယ်စိတ်ထဲမှာခုနကဖြစ်ပေါ်တဲ့ emotion ကြောင့်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လိုက်မှန်ပါလှုပ်ထားတယ်ဒေါသအလျောက်ဖြစ်ပေါ်တာတွေကိုတတိလေးကပ်ပြီးတော့အဲ့ဒီတတိကိုအဲ့ဒီစိတ်ကလေးကိုတတိလေးနဲ့နိုင်အောင်ထိန်းထားပြီးဆိုရင်တတိကနိုင်သွားရင်စိတ်လိုက်မှန်ပါလှုပ်ထားလေယော့သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်တယ်ဆိုတာတတိလေးကပ်ပြီးတော့မိမိကိုယ်ကို အသုံးချမိမိကိုယ်ကိုနှလုံးလှအောင်ကြိုးစားပြီးတော့အသုံးချပြီးဘဝတလမ်းမှာတတိကပ်ပြီးတော့ချမ်းသာစွာ နေထိုင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေဂုံတော်တည်